အလုံးမဲမင်္ဂလာပါဗျ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဒါကျွန်တော်ကိုပြပြပေးသွားမှာကတော့ဆရာရွှေရောင်းရေးသားထားတဲ့ယူဘနယ်ဒီယူဘကလျာဏီရွှေစာအုပ်လေးရဲ့ကောင်နဲ့အခန်းနှစ်ကိုဆက်လက်ပြပြပေးသွားမှာဖြစ်ပါတယ်အခန်းနှစ်နနမိုးလီနဲ့တကြောင်လုံးအော့အော့ကြက်ကြက်ဖြစ်၍ကိုစောနာတေချင်းအကြောင်းကိုတရားတခုံပြောဆိုကြလေရဲ့ဆရာကြီးကလည်းရှင်တို့ကိုယ်တိုင်းတွားရောက်တိုက်တန်းပြီးတခါလား ကိုစောနန်း၌ရွှေမျိုးညာတိရှိရာလက္ခဏာမရှိသဖြင့်အကြောင်းကြားရန်မလိုဟုသဘောရရှိကြသည်နှင့်နောက်တစ်နေ့တွင်ထောင်းဆန်ရှိသည့်အတိုင်းဖုတ်ခြင်းတချို့လိုက်ကြလေသည်ကိုစောနန်း၏ဇာပနာကိစ္စပြီးမြောက်သည့်နောက်ကျွန်ုပ်ဒီကိုစောနန်းပြောရသေးသည်များကိုပြန်လည်စဉ်းစားကြည့်ရာကိုစောနန်းသည်လူတာမန်တယောက်မဟုတ်သည့်အကြောင်းကိုကျွန်ုပ်စိတ်၌မုတ်ချအယူရှိမိလေ၏အများသောသူတို့မှာမိမိတို့၏ရွှေမျိုးကို ဘေးဘီတို့တိုက်အောင်တိခဲ့ကြ၍တော်လာကြည့်ပြီးဟုအောင်းမွေဖွယ်ရှိလေရာကိုစောနှမမို့မြတ်စွာဘုရားလက်ထက်တော်မှအစင်းတွင်ဣတရတရသည့်ရှင်ကစီဤညီရောရှင်ကုမာရနှင့်ပင်အမျိုးတော်ဆက်ကြောင်းကိုသိရှိရလေသည်မှာညာစွာအောင်းဝဲကောင်းလာ၏ဒီကဲ့သို့အနှစ်2000ကျော်အခါကာလကရှိနေသူတဦးတယောက်နဲ့ဆွေမျိုးတော်ဆက်သည်ဟုပြောနိုင်ခြင်းမှာလဲယုတ္တိယအဖြစ် စနာကလေးမယုံကြည်နိုင်ဘဲရှိမိဖြစ်တော့လေကိုစောနိုင်သည်မိမိဤစိတ်၌ထင်မြင်သည့်အတိုင်းသာရန်စာ၍ပြောဟလက္ခဏာလည်းမရှိအပါသည်တားတို့အစင်အဆက်ပြောပြရည်တော်လင်လေအင်းများလောက်ရှိလျာတော်အမျိုးຫນွယ်ကိုမှတ်သားမိနိုင်သည်မဟုတ် အမှန်စစ်စစ်သူပေးခဲ့သည့်တန်တစ်သားတွင်ပါရှိသော အရာများကို ကြည့်ခြင်းအပြင်သာသိရှိနိုင်မည်ဟုကျွန်ုပ်သဘောရရှိလေသည် ကျွန်တော်တို့ဒီလေအများသူငါအယူရှိကြသည့်အတိုင်းမြမာကြီးလေးဦးမှအစင်သက်ပေါက်ပွားလာကြသည့်ဖြစ်သောကြောင့်ဖရာလက်ထက်တော်ကလည်းကျွန်တော်တို့အမျိုးအနွယ်များမုတ်ချရှိရမည်ဖြစ်လျာကိုစောနိုင်အဆက်အနွယ်များကဲ့သို့တေးကြစွာရေးသားကန့်လန့်ခဲ့ခြင်းမရှိတော့ကြတာလည်းမပြောနိုင်ပဲရှိကြလိမ့်သည်ဖြစ်ကြောင်းဥရောပတိုက်သားတို့မှမို့အဖအီအနမီအတိုင်းသားတွင်တရားသည်ဖြစ်တော်ကြောင့် မိမိ၏အတွင်သည်မိသည့်အခါကမိသူဖြစ်လေသည်ကိုထင်ရှားကြော်သောကလေးရာဇဝင်တွင် ကြည်ချင်းအဖြစ်သိရှိနိုင်ကြသည်ဖြစ်ကြောင်းကျွန်ုပ်တို့မြန်မာလူမျိုးတို့မှာဤကဲ့သို့အစဉ်တစိုက်နမဲတူမဲသည့်အလေးမရှိကြသောကြောင့်တည်တည်ချာချာရေးသားကမ်းလှမ်းခဲ့မှသာလျှင်သိရှိနိုင်ကြလေသည်ဖြစ်ကြောင်းကိုစောနံမှာဤကဲ့သို့ အစဉ်တစိုက်ရေးသားသည့်စာဟောင်းများ မုတ်ချရှိရမည်ဟုကျွန်ုပ်ယုံကြည်ရာ ်တန်တဲ့တာကိုဖွင့်၍ကြည်လိုသောဆန္ဒများစွာရှိလေ၏တို့ရာတွင်ကိုစောနာပြောသွားသည့်အတိုင်းမှာကျွန်ုပ်သည်ကလေးကိုမွေးစား၍ကလေးအသက်25နှစ်တန်ခန့်ရောက်သည့်အခါမှတစ်တာကိုနှစ်ဦးစုံကြီးဖွင့်၍ကြည်ရမည်ဟုမတည်မီမှသောသည့်စကားများကိုတတိယသဖြင့်အကယ်၍ကျွန်ုပ်သည်အလိုရှိသောဆန္ဒရှိသည့်အတိုင်းဖွင့်ကြည့်ခဲ့ပါလေမို့ ြေသူများသိမည်မဟုတ်တော့လဲကိုစောနန်းသည်အခြားသူတို့နှင့်မတူသည်ကိုတီတီအတော့စိတ်၍ကြောက်သည်လည်းတကြသစ္စာဖောက်ခဲ့လျင်သူကိုယ်တိုင်လာ၍၆မီဟုပြောသွားသည်ကိုတတိယ၍ကြောက်ရွံ့သည်လည်းတကြောင်ကြောင့်မိမိဤအလိုတို့မလိုက်ပဲတစ်တာကိုယထာနှင့်တင်ပြီးလျင်ဗန်တိုက်တွင်အနံထားလိုက်၏ကျွန်ုပ်သည်ဗန်တိုင်းမှပြန်လာပြီးအခန်းတွင်သို့ရောက်၍ ၎င်းအကြောင်းကိုပဲဆက်လက်စဉ်းစားလျက်ရှိနေစဉ်စောက်ဖို့ကလာသည့်အောက်ပါစာတစောင်းကို လာ၍ပို့လေ၏ရန်ကုန်မြို့၁၉ခုမလ20ရက်ကျွန်တို့ဗန်တိုက်တွင်ပြည်စီများအနန္တာသူကိုစောနန်သည်ယခုလဆန်း73ရက်နေ့၌ဒေသုံးချောင်းကိုကြားသိရလေရာကျွန်တို့ထံသို့မတိမီစာတစောင်းရေးတာအနန္တာခဲ့ပါကြောင်း ၎င်းစာအသေးပင်မှာကိုစောနှမ်းပိုင်လေမြီတို့မှတနစ်လင်းသဘာ3000ကထွက်တဲ့အနက်ခမရသည်ခလေးကိုမွေးမြူရန်သဘောတူညီကလေးတဝက်ကိုခမရအားပေးအပ်စေလိုကြောင်း၎င်းအပြင်ကျွန်တော်တို့ထံအနန္ထာသည့်ငွေ3000ပုံမှရရှိသည့်နှစ်စဉ်အတိုးငွေကိုလည်းသူဤကလေးသောဆွေရဲ့အတွက်ခမရအားပေးအပ်စီလိုကြောင်းပါရှိလီသည်ဖြစ်တော်ကြောင်း ကလေးကိုလက်ခံရန်သဘောတူကြောင်းမတူကြောင်းနဲ့ဝေကိုမြည်သူ့လွဲပေးရန်အကြောင်းများကိုလူကိုယ်တိုင်းလာရောက်ပြန်ကြားစေလိုပါကြောင်းမန်နေဂျာ နေရှင်နယ်ဘန်တိုက်ကျွန်တို့ဒီစာကိုဖတ်ပြီးဒီနောက်ကလေးကိုမြည်သူ့မွေးမြူရန် အကြောင်းများကိုစစနေရကိုစောနာမတိမီကျွန်တို့အားပေးထားခဲ့သောစာကိုတတိယ၍စပွဲအဆွဲမှထုတ်ပြီးဖတ်လျာ ခလေးအသက်25နှစ်ဆီရောက်တော့အခါတစ်တာကိုခွင့်ရအကြောင်းခလေးကိုလည်းအခြားပြည်ညာများ၌မြားဆောင်မတင်စီပဲပါဠိဘာသာကိုအထူးအထုတ်သင်ကြားစေလိုပြီး၎င်းဘာသာကိုမြန်မာဘာသာကဲ့သို့ပင်ရေးနိုင်ဖတ်နိုင်ပြောနိုင်ဆိုနိုင်စေရမည်အကြောင်း၎င်းအပြင်အကယ်၍ခလေးသည်အသက်25နှစ်မဆီရောက်မီတည်ဆုံးခဲ့လျင်ဒီတ္တာကြီးကိုဖွင့်ကြည့်ပြီးလေ ၎င်းတို့ပါရှိသည့်အညုံအတိုင်းလိုက်နာလို့ကလိုက်နာနိုင်ကြ။တို့ဒီမဟုတ်ခက်ခဲနဲ့နဲ့လာသည်ဟုသဘောရရှိ၍မလိုက်နာခဲ့လင်လေတက်တာတွင်ပါရှိသည့်အရာများကိုမိသူတဦးတယောက်ကိုမှပြောကြားခြင်းမပြုဘဲဖြက်စီဗပျောက်စီရမည်ဖြစ်ကြောင်းပါရှိလေသည်။ကျွန်တော်လည်းစာကိုဖတ်ပြီးလျှင်အိတ်တွင် ပြန်ထွက်၍တော့တွင်နေအတူချိတ်တဆိတ်ရိတ်နေပြီးနောက် ကျွန်ုပ်၏တစ်တာအောက်ဆုံးတွင်ထဲ့တွင်တင်စီ၍ထားလိုက်လေ၏၎င်းနောက် National Bank တိုင်းမှစာတွင်ပါရှိသည့်အတိုင်းကျွန်ုပ်သည်ဘဏ်တိုင်းသို့တွားရောက်၍ကျွန်ုပ်၏အမိကိုပြောပြရာမန်နေဂျာလောက်သူသည်ကျွန်ုပ်အားနိုင်တဝက်ခမ်းမြပြောရန်ရှိသည်များတို့ကိုပြောဆိုသင်ကြား၍လောက်လိုက်လေ၏เจ้าတို့ပြန်ရောက်လေပလက်ကလထိုင်းဘောတွင်ထိုင်လျက်စဉ်းစားမိပြီးမှ ကလေးဆေးရဲ့အတွင်ရောက်တော်မူပြီးကလေးထိရန်လူတယောက်ကို၅ရန်ရန်ရှိလေသည်မိမတယောက်ကို၅ကြီးကကလေးသည်၅ကိုချစ်ခင်မိမဟုတ်အထင်းမိမကိုသာချစ်ခင်ကြီးရောမူပြီးယောက်ျားအထင်းကိုသာ၅ရန်မှတော်ချင်မိကလေးရောက်လာလေငါသည်ကြောက်အိတ်ကြောက်စာအဖြစ်နေနိုင်မည်မထင်တို့ဖြစ်၍ဆရာကြီးထက်ခွင့်တောင်းပြီးကြောင်းနှင်နေနေ ိမ်တလုံးကိုငားယမ်းနေထိုင်မှတော်ချင်မီငားဤဆောင်ဝေးဝဲသည်လဲယခုတနင်္လာနေ့တွင်လောက်တော်မီအောင်သောခါဆရာကြီးနှင့်စာချုပ်တွင်ပါရှိသည့်အတိုင်းလာကတော်ဝဖြင့်တုံးနှစ်တိုင်းဤကြောင့်တွင်ဆရာလို့ရခြင်းမီခလေးအကြောင်းကိုလည်းဆရာကြီးအားပြောကြရအောင်မီ စသဖြင့်စဉ်းစားလျက်နေရမှဆရာကြီးထံသွားရောက်၍ခလေးကိုမွေးမြူရန်လက်ခံလိုက်သည့်အကြောင်းနှင့် ဝဲမြူတီအတက်မိရဲ့မိမြကျေးဇူးရှိကြောင်းများကိုပြောကြ၏ဆရာကြီးလည်းများစွာမငင်းဆန်ပဲခွင်ပြုလိုက်လေ၏တနင်္လာနေ့တွင်ဆရာပြည့်ဆောင်မင်းဘွဲကို မေရောက်ဖြေဆိုရာမိခိုးနှုတ်ကိုအကုန်လုံးပင်ဖြေဆိုနိုင်၍အောင်မြင်မည်ဟုမိမိကိုယ်ကိုစိတ်ချပြီးဖြစ်တော်ကြောင့်ဆရာကြီးလည်းကျွန်ုပ်အားရှစ်တန်းကိုရန်တို့၌ရာဇဝင်နှင့်မြန်မာဘာသာတို့ကိုတင် जा စေရန်ခွင့်ပြုလိုက်လေ၏ ၎င်းတော့ကျွန်ုပ်ဒီကျောင်းနေနေအိမ်တလုံးကို အခန့်သင့်တွေ့ရှိတည်နေငါရန်ပြီလင်အသက်16နှစ်ခန့်ရှိ၍သဘောကောင်းဟန်လက္ခဏာရှိသော လူကလေးတစ်ယောက်ကိုကလေးထိန်အဖြစ်နဲ့ငား၍ထမင်းချက်ပြုတ်ရန်အတွက်လူတစ်ယောက်ကိုလည်းရှာထားနေလေ၏တောက်ကြနေရောက်၍ကျွန်ုပ်၏အစီအကံနှစ်ယောက်နှင့်အိမ်တစ်နှက်နေသားတကြရှိနေလေကျင်းနန်းတစ်ဆောင်ရရှိလေ၏၎င်းကျင်းနန်းမှာ ညနေ9နာရီခွဲရထားကို လာ၍ကျိုးဟုပါရှိလေသည်။၎င်းကျင်းသားမှာမြင့်ချီနာမျိုးမှပို့လိုက်သည့်ဖြစ်သောကြောင့်ကိုစောနိုင်သားလေးရောက်လာမည်အကြောင်းနှင့်သက်ဆိုင်သည့်ကိုသိရှိရသည့်အတွက် ကျွန်တော်တို့သည် အထင်းပေါ်ဆံကိုခေါ်၍ဘုရားယုံတို့တားရောက်ကြိုဆိုလေသည်။9နာရီခွဲမန္တလေးရထားဆိုင်ရောက်လေကျွန်တော်တို့သည် ခီးတဲ့တို့ကို လိုက်လံစုံစမ်းရာ အသက်40ကျော်ခန့်ရှိမိမကြီးတယောက်သည်ဆယ်နှစ်သားလေးတယောက်ကိုမြင်လျင်ဟောက်တန်လောက်သည်ဟုအောင်းမေ၍မြင်မြန်ကြည့်ရာဟောက်ကြောင်ကိုတည်သည်ဖြင့်ပစ္စည်းများကိုရထားနှင့်တင်ပြီးလျင်နေအိမ်သို့ခေါ်ခဲ့လေ၏လိုက်ပို့သူမိမကြီးမှာခလေးမိကေဤအမနဝံခွဲတော်ဆတ်တို့ဖြစ်လျာအရှင်တို့ဝတရားအတိုင်းအဟုတ်ချီအောင်ရန်ကုန်မြို့သို့လှည့်လည်ပြသပြီးနောက် 3ရက်လောက်ကြာတကလလက်ဆောင်အမြောက်အများနဲ့မြေချီနာမျိုးတို့ပြန်သွားလေ၏ကိုစောနိုင်တန်းကမှာအသက်10နှစ်တတိရှိ၍အမည်မှာမောင်စောနိုင်ဟုခေါ်တွေ့လေသည်၎င်းတငယ်၏အစင်းမှာတေလွန်သူဖခင်ကိုစောနိုင်နဲ့အနှဲငယ်သူတီဟုဆိုလောက်တော်လဲဖခင်ထညာစွာပုံမူလှပသည့်အပြင်စိတ်တော်မှာလဲလောစွာနုညံ့ပြုတ်ပြောင်း၍ သူတော်ဘာရုချစ်ခင်အားတတိတတာပြောတတ်ဆိုတတ်ကုန်၏မောင်စောနိုင်ရောက်၍ဆေးရခန့်ကြာရှိလင်းကျောင်းသားအလုံးတို့သည်ကလေးအစင်းကုန်မည်သဖြင့်များစွာဆုံးမနှစ်သက်ကြာ၍ကလေးအားတယောက်တစ်မျိုးဝဲချမ်းကျူးမွေးကြသည်ဖြစ်သောကြောင့်အထိန်ပေါ်ဆံမှာမတင်သောအစာများကိုကလေးစားမိမည်ဆို၍ဆောင်းရှောင်းရသည့်အတွက်လွန်စွာအလုံးများဟန်လက္ခဏာရှိပေ၏ ကလေးလည်းအတန်ငယ်ကြီးပြီး၍ကျောင်းနေရတော်သိပြီဖြစ်တော့ကြောင်းကျွန်တော်လောက်ကိုင်းတော့ကျောင်းတွင်ပင်ပညာသင်စေရန်အနှံ့ထားလိုက်၏အသက်35နှစ်ခန့်ရှိလက်တော့ကျွန်ုပ်ဒီသူဤဖခင်မှထားခဲ့သည်များကိုတတိမမေပဲအင်္ဂလိပ်မြန်မာစာများအပြင်ဗာရိဘာသာ၌လည်းလေ့ကျင့်သင်အပ်စေခဲ့ပြီးလင်ကျွန်ုပ်ကိုယ်တိုင်လည်းကြက်မက်၍ကလေးအားမရမနာပြသလေ၏ကလေးသည်လည်း ဉာဏ်စွမ်းတတိနှင့်ပြည့်စုံသူဖြစ်၍အင်္ဂလိပ်စာတွင်တစ်နှစ်တည်းမမှန်အောင်မြင်သောသဖြင့်23နှစ်သာတန်ရောက်သောအခါဘီအေဆောင်မွေးဖွဲကိုအောင်မြင်ပြီးဖြစ်သည့်အပြင်ပါဠိဘာသာ၌လည်းညာစွာကျွမ်းကျင်လာသဖြင့်တွတ်တွတ်လပ်လပ်ပြောနိုင်ဆုံးသာရေးနိုင်ဖန်ရှိလေ၏ထိုကားကျွန်ုပ်စဉ်းစားမိသည်မှာကလေးသည် သူဤဖခင်မှသာခဲ့သည့်အတိုင်းဘာရီဘာသာ၌များစွာကောင်းစွာတမျောလီပြီအတမလည်း23နှစ်သာရှိသေး၍တိတ္တာကုန်ပွင့်ရန်နှစ်နှစ်လိုလီသေးသည်အေတွင်တွင်ငါသည်သူဤဖခင်အကြောင်းကို အနှဲငယ်ပြပြလေးတင့်လျော်မည်ထင်သည်ဟုအောင်းမေပြီလင်မောင်စောနိုင်အားကျွန်ုပ်သိရှိသလောက်ပြန်ပြောရန်စာတွင်ပါရှိသည့်အချိန်မတိုင်ရောက်သည့်သဖြင့်စောင့်စားရန်ပြောဆိုပြီးလင် ၎င်းနှစ်နှစ်အတွင်းတွင်ဥပဒေစာအုပ်များနှင့်အခြားဘဝတုတ္တတိုးပွားစေလိုသောစာအုပ်များကိုကြည့်ရှုမှတ်သားစေရန်တိုက်တွန်းရလေ၏။မောင်စောနိုင်ပါသူတစ်ပါးတို့ထက်ထူခဲသောအစင်းအင်္ကာနှင့်ပြည့်စုံသည့်အပြင်ဘေးဆောင်မိဝဲကိုလည်းအောင်မြင်ပြီးဖြစ်သောကြောင့်ချစ်ကြိုက်သူဝင်းကလေးတို့သည်တုတ္တငါဖြစ်၍နေကြသည့်အတွက်ကျွန်ုပ်မှာမိမအကြောင်းနဲ့ပတ်သက်၍များစွာဆုံးမစကားပြောဆိုရလေသည် ၎င်းနှင့်အတွင်းတော်ပင် ဖခင်မထားခဲ့သည့်အတိုင်းပါရိဘာသာ၌ပညာတိုးဝါစေရန်ကျွန်တို့နှုတ်မှာ၎င်းဘာသာဖြင့်သာတအိုးနှင့်တအိုးပြောဆိုလေးရှိကြလေ၏။ဖခင်တော်ကိုနောက်ထပ်ဒီမှာဆက်လက်ပြပြပြီးတော်မှာဖြစ်ပါတယ်။ဆုံးဒီကျူဆက်နာစင်ပေးခဲ့တဲ့အလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။အားလုံးပဲကျေးမပေးခင်ကြပါ